အဲ့ဒီဆင်းရိုက်မဲ့အချိန်မှာဒရိုက်တာကကျတော့တင်းသေးဘူရဲ့ခန္ဓာကိုယ်ကြည့်မယ်ပြီးကြည့်ရမယ်ပြီးကျတော့တင်းသေးဘူကကျတော့အဲ့မှာမြန်မာမို့လာချတဲ့အချိန်မှာအာအဆွမ်းကုန်ကောက်ကောက်ချောင်းကိုရအောင်ပြဆိုတော့ကျွန်တော်အကုန်လုံးကြားကြားပါတယ်တိပါတယ်ဒါပေမဲ့ကျွန်တော်တကယ်ဆင်းပေါ်ရောက်တဲ့အချိန်မှာကျွန်တော်မကြည့်ရက်ခဲ့တာပါအဲ့အဲ့ဒါကျွန်တော်မျက်နာကိုပဲကြည့် ြည်မီရဲ့အခိုက်အတန့်ဖြစ်သွားတာဒါပေါ့နော်အဲအဲ့ချိန်မှာတရိတ်တာမမဘုံလည်းမရအောင်ဟိုမှာပြနေပြီကြည်ကြည်အဲ့ဒါကိုကြည်ဆိုကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးမှကြည်ပြခဲ့တာပါဟုတ်အမအစ်အစ်ကြည်ပတ်သွားမော်ရီခရင်းကြည်မအာဟိုမှာပြတာချက်တော့တံပိုးအမြင့်ဆုံးခံပေါ့နော်၃၃ခေါက်လောက်လားမသိဘူးပြန်ရိုက် ဖြစ်တယ်ဒီသတွေးမြူချတဲ့အခန်းတွေရဲ့ဒီကြတော့မြန်မာမုတ်ကျွေးရဲ့အခန်းတွေရဲ့ပေါ့နော်အာတော်တော်လေးတော့ဘလို့ပြောရမလားအမတရားတွေရှိခဲ့တယ်အာ sorry ပါတပည့်လည်းလက်ခုံအားလို့ကိုကြီးကဟိုတပည့်လည်းဝင်မယ်နော်တပည့်တော့ဝင်မယ်နော်ကိုကြီးနော် ုတ်ကဲ့ပါဒီယမတ်ဇလန်တွဲမှာကျတော့အာကျွန်တော်အတွက်ကသင်းမင်းလက်ကာရိုက်တာနည်းနည်းပါဝင်ထားရဲဆိုတော့ကျွန်တော်ရဲ့ပထမဆုံးထွက်တဲ့ဇလန်တွဲပေါ့နော်ဇလန်တွဲမှာပရိသတ်တွေဘက်ကလည်းအာနေရာပေးလာကြတဲ့အပေါ်မှာကျွန်တော်ဘုရားအတွက်မေးလို့မရတဲ့မတ်တိုင်တစ်ခုတော့ဖြစ်ပါတယ်ဗျာအော်ဟုတ်ကဲ့ပါဒီဇဝင်ခန်းတွေမှာကျတော့ဇဝင်ခန်းတစ်ခုချင်းစီမှာကကျတော့အမတ်တရားတွေအများကြီးရှိပါတယ်ဗျအဓိကအမတ်တရားဖြစ်ဆုံးတွေမှာ အဓိကအမတ်တရားဖြစ်ဆုံးအမတ်တရားတွေလည်းအများကြီးပေါ့နော်အဲ့ဒီထဲမှာကျတော့ကျွန်တော်ဒီတပြေကျန်တိုက်တဲ့ဆင်းလေးတွေရဲ့ပြီးကြတော့မြန်မာမှုကျွေးရဲ့ဆင်းလေးတွေရဲ့မှာကျတော့ကျွန်တော်အတအမတ်တရားဖြစ်ဆုံးလို့ပြောပြောရမှာပဲပြီးကြတော့မမဒီစပြင်ဆွဲရဲ့ဆင်းတွေကမေးလို့မရတဲ့အမတ်တရားတွေပါဟုတ်ဟုတ်ကဲ့ပါဒီဇယုတ်ကကျတော့ Timinless ဆိုတဲ့ ကာရိုက်တာကကြတော့ဗောနော်ထီမင်းလက်ဆိုတဲ့လူကကြတော့ तू ကအနေအေးတယ်ပြီးကြတော့အယံနုံတယ်အာတယ်ပြီးကြတော့အာ तू ကသူ့ကြောင့်မို့လူတယောက်ယောက်စိတ်မချမ်းမသာဖြစ်သွားမှာကိုစိုးရင်လေ तू ကကြတော့အဲ့အိမ်ကြီးရဲ့ဝန်ထမ်းဆိုတော့ဝန်ထမ်းတောင်တောင်မှာဟိုအခြေခံဝန်ထမ်းအောက်ဆုံးကဝန်ထမ်းအာဒီကြတော့သူ့မှာတင်ငယ်စိတ်တွေအများကြီးရှိတယ်သူအရန်ကြောက်တတ်တဲ့စိတ်ရှိတယ်အဲ့လိုမျိုးသူ့ရဲ့ဇက်ကောင်ကကြတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးဇက်ကောင်နဲ့ညင်အောင်ကျွန်တော် အာတနစ်နီပါပေါ့နော်လာကြီးပိုင်များစွာကျွန်တော်အကောင်းဆုံးကာရိုက်တာဝင်အောင်ကျွန်တော်ကြိုးစားခဲ့ရပြီးကြတော့တစ်ဖက်မှာလည်းမမဘုံကဒီဇက်ကောင်ကကြတော့မင်းကိုသင်မင်းလက်တယောက်အနေနဲ့လူရအတိအမှန်ပြည့်သွားကြလိမ့်မယ်ဆိုပြီးမှကျွန်တော်ပြောထားတဲ့အတော့ကြောင့်မို့ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ရတယ်။မမဘုံပြောတဲ့အတိုင်းပဲမမဘုံနဲ့အကောင်းဆုံးကာရိုက်တာတွေကိုပြန်အာတံပိုးကြီးအောင်ပြန်လှုပ်လှုပ်ပြီးမှအကောင်းဆုံးပြုတ်ဆောင်နိုင်ခဲ့တဲ့အပေါ်မှာပရိသတ်တွေလည်းတကယ်နေရပေးလာကြတဲ့အပေါ်မှာ ယေရှုတင်ပါတယ်ဟုတ်အာအကုန်ဒီယမက်ချင်းမော့တခုလုံးကိုယေရှုတင်ပါတယ်အာတစ်ဖက်မှာလည်းကျွန်တော်နဲ့အတေယုဆောင်ရရတဲ့မမမမရဲ့တပြေရဲ့တပြေရဲ့ပေါ့နော်ဒီကြတော့မာတင်တဲဘူရဲ့မမခိုင်နှင်းဝေကိုလည်းတကယ်အထူးယေရှုတင်ပါတယ်ဗျဟုတ်ခဏခဏပြန်ရရတဲ့ဇဝင်ခန်းတွေကကြတော့ရှိရှိပါတယ်တံပိုးအမြင့်ဆုံးခန်းပေါ့နော်၃၃ခေါက်လောက်လားမသိဘူးပြန်ရိုက်ဖြစ်တယ်ဒီသွေးမြူချတဲ့အခန်းတွေရဲ့ဒီကြတော့မြန်မာမုတ်ကျွေးရဲ့အခန်းတွေရဲ့ ပေါ့နော်အာတော်တော်လေးတော့ဘယ်လိုပြောရမလဲအမတ်တရားတွေရှိခဲ့တယ်ပြီးကြတော့ဒီဗမာကြီးနှိမ့်ဆက်တဲ့အခန်းတွေကကြတော့အာအဲ့အားကကြတော့ခဏခဏပြန်ရိုက်ဖြစ်တယ်တာရိုက်တာလည်းသူစိတ်တိုင်းကြမမလည်းသူစိတ်တိုင်းကြကျွန်တော်နဲ့တပြည်လဲအာလှုပ်တာလှုပ်အာမနာနဲ့ချချတာချဆိုရဲစိတ်နဲ့ကျွန်တော်တို့အကောင်းဆုံး creation လုပ်ခဲ့တော့တော်တော်လေးတော့အကုန်လုံးပြင်ပန်းခဲ့ခဲ့ပါတယ်အဲဒီဇဝင်ခန်းမှာကြတော့တပြည်ကြမ်းတိုက်နေရဲ့ အချိန်မှာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကိုကိုတိုင်ရှိယူတယောက်အနေနဲ့ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်အိတ်ကရက်သမင်းလက်ကိုအရန်ယူမိရယ်အရန်စိတ်ထဲမှာပေါ့နော်အဲ့လိုယူမိရဲ့အချိန်တော့ဖြစ်မိရယ်ဒါပေမဲ့သမင်းလက်တယောက်နဲ့အနေနဲ့ပြန်ခန်းစားရမယ်ဆိုရင်တရားကြတော့စက်ကောက်ဝင်တယ်လို့ပြောရမှာပဲတော်တော်လေးတော့ကျေနပ်ခဲ့ပါတယ်ဘာလို့ဘာလို့ယွန်းသွားလဲဆိုတော့တစ်ဖက်မှာလေကိုကအာမိမရှိရယ်တစ်ဖက်မှာလေအာအဲ့လိုမျိုးကိုမိမမဟုတ်တဲ့အိမ်ဖော်တရရဲ့အာ အဲ့လိုမျိုးအခြေအနေမှာတွားမြင်ရတယ်ဆိုတော့အဲ့လိုမျိုးစိတ်ဘလို့ယမက်စိတ်တွေဖုံလွှမ်းလာတာဆိုတော့အဲ့အားကြောင့်မို့ယူတော့တာပါဟုတ်အဲ့ဒီစင်းရိုက်မဲ့အခြေမှာဒရိုက်တာကကျတော့တင်းသေးဘူရဲ့ခန္ဓာကိုယ်ကြည့်မယ်ပြီးကြည့်ရမယ်ပြီးကျတော့တင်းသေးဘူကကျတော့အဲ့မှာမြန်မာမို့လာချတဲ့အခြေမှာအာအဆွမ်းကုန်ကောက်ကောက်ချောင်းကိုရအောင်ပြဆိုတော့ကျွန်တော်အကုန်လုံးကြားကြားပါတယ်တိပါတယ်ဒါပေမဲ့ ျွန်တော်တကယ်ဆင်းပေါ်ရောက်တဲ့အချိန်မှာကျွန်တော်မကြည့်ရက်ခဲ့တာပါအဲ့အဲ့ဒါကြောင့်မျက်နှာကိုပဲကြည့်ကြည့်မိရအခိုက်အတန့်ဖြစ်သွားတာပေါ့နော်အဲ့အဲ့အချိန်မှာဒရိုက်တာမမဘုံလည်းမရအောင်ဟိုမှာပြနေပြီကြည့်ကြည့်အဲ့ဒါကိုကြည့်ဆိုကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးမှကြည့်ပြခဲ့တာပါဟုတ်မကြည့်ရက်တာပါဟုတ်အာဘာဘာလို့မတိဘူးအဲ့ချိန်မှာကျတော့စိတ်ထဲမှာဘလို့လို့မကြည့်ရက်တာလဲဆိုတော့အဲ့ချိန်မှာတစ်ဖက်မှာလဲအဲ့ချိန်မှာရာဇယ်လုံနေတော့ ရဟာဇယ်လို့နော်ထင်းမင်းလက်ကလေးတာတော့မမွေးမမွေးထားတယ်ရဟာဇယ်လို့တာနည်း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 ကြာတော့အပြင်ကရှိူဖြစ်နေတော့အဲ့လိုမျိုးအာနာရာရယ်ပြီးကြတော့မမအာတင်းတဲ့ဘူအာနာရာရယ်မျက်နှာပူရတာရယ်အဲ့အရနဲ့ရုပ်ပြွန်းသွားလို့ပါအဲ့အရကြတော့၃ခေါက်လား၂ခေါက်လားမသိဘူးကျွန်တော်တို့ပြန်ရိုက်ခဲ့ရပါတယ်အများထိတ်တော့အများကြီးတော့မရိုက်လိုက်ရပါဘူးနောက်ဆုံးချင်းမိသွားတဲ့အခိုက်အတန့်လေးကကြတော့မမတင်းတဲ့ဘူပေါ့နော်မမတင်းတဲ့ဘူတပြေရဲ့ ဒီကောက်ချောင်းမှာခန္ဓာကိုယ်မှာ body မှာကျွန်တော်စီးမျောသွားတယ်လို့ကျွန်တော်ထင်မိပါတယ်ထင်မြင်လက်တယောက်အနေနဲ့အဲ့မှာတော်တော်လေးတော့စီးမျောသွားပြီးတော့တပြေနဲ့ဖောက်ပြန်လို့စိတ်တွေကပူဖောဖောဖြစ်လာပါတယ်ဗျဟုတ်ထင်မြင်လက်တယောက်အနေနဲ့ကကြတော့တကယ်စီးမျောခဲ့ပါတယ်အာတပြေရဲ့ခန္ဓာကိုယ်မှာဒါပေမဲ့ရှူယူတယောက်အနေနဲ့ကကြတော့အမျိုးစိတ်တော့မရှိပါဘူးအာဟုတ်ဟုတ်မမ တင်းသေးပူရဲ့အခန္ဓာကို body free ကောက်ချောင်းတွေကကြတော့အကုန်လုံး perfect ဖြစ်ပါတယ်။ဘာပဲဖြစ်သူ့ရဲ့ခန္ဓာကိုယ်ကကြတော့တကယ်လဲအာသူလည်း gym နေပါတယ်အများကြီးဆော့ထားတော့တကယ်လဲသူ့မှာရှိတဲ့ရှိထိုက်တာတပူပြီးမှလာပါတဲ့အရာတွေသူ့မှာရှိပါတယ်ဗျ။ဒီကားလေးပောက်သွားတာကကြတော့အာဘာပဲဖြစ် ကြိုတင်ပြင်ဆင်မှုရဲ့ ီကြတော့ဒီဇက်ကောင်မှာအကောင်းဆုံးကိုပေးပေးဆက်နိုင်ခဲ့တဲ့အပေါ်ရယ်ပြီးကြတော့တစ်ဖက်မှာလည်းစီနီယာအကူအမတွေဒါရိုက်တာတွေကအစားဖေးမတဲ့အပေါ်မှာကျွန်တော်အကောင်းဆုံးနာခံခဲ့တဲ့အပေါ်မှာကျွန်တော်ဒီဇက်ကောင်လေးပေါက်သွားတယ်လို့ကျွန်တော်ထင်ပါတယ်အာအပြင်မှာကျတော့ကျွန်တော်ကဒီဖောက်ပြန်တဲ့အရာတွေကိုအယံမုံတဲ့လူပါဘာပဲဖြစ်ဖြစ်ကိုကကိုချစ်နေရဲ့အာသူရှိနေပြီဆိုရင်သူ့အပေါ်မှာလည်းအချစ်တွေရောအချိန်တွေရောအကုန်လုံးပုံအပ်တဲ့အချင်တဲ့လူပါဟုတ် အခုကကျတော့ပုံအပ်နေရမဲ့လူကိုရှာရှာနေတုံးပါ။ဟုတ်ဒီကားအပေါ်မှာမမမင်းမင်းပုံကကျတော့အာကျွန်တော်သူကိုယ်တိုင်ကလန်းလာလာခဲ့ခဲ့တာပေါ့ပေါ့နော်။ဒီမှာတင်မင်းလိုက်ကာရိုက်တာရှိရယ်အရန်ကောင်းတယ်။ပြီးကျတော့အမောင်လေးနဲ့လည်းအဆင်ပြေရယ်ဆိုပြီးမှကလန်းလာတယ်။ပြီးကျတော့အဲ့အချိန်မှာကျွန်တော်ဇက်ကိုဖတ်လိုက်တဲ့အချိန်မှာလည်းကျွန်တော်တော်တော်လေးတော့ကျွန်တော်ဒီတင်မင်းလိုက်ကာရိုက်တော့အားရတယ်လှုပ်ချင်တဲ့စိတ်တွေတဖွာဖွာဖြစ်လာတော့လက်ခံဖြစ်လိုက်တာပါဟုတ် မမဘုံထဲကကြတော့အာဒီကားကကြတော့ရမက်ဇလန်တွဲကကြတော့ပထမဆုံးရိုက်ဖြစ်တဲ့ကားလေးပါဟုတ်အမမဘုံထဲကကြတော့ကျွန်တော် မချင်ပါဘူးဗျအရင်ကဆိုရင်ကျွန်တော်အပြင်မှာလည်းမတွေ့ဘူးဘူးဘာပဲဖြစ်အာမမဘုံရိုက်တဲ့ဇလန်တွဲကိုကြတော့ကျွန်တော်အမြဲဆောင်းကြည့်နေတဲ့လူလူပါမမဘုံရဲ့ fan ပါဟုတ် ဟုတ်ကိုယ့်အိုင်တော်ဘမဘုံကကိုယ့်ကိုပြန်ကမ်းလှမ်းလာတော့ကိုကအတိုင်းမသိဝမ်းတာမှုဖြစ်မိပါပါတယ်ပြကြတော့မမဘုံကကျွန်တော်ဆင်းပေါ်ရောက်ရင်လည်းအများကြီးစကားတွေပြောပြောပေးတယ်အခုကကျတော့မိသားစုတစ်ခုလိုခြင်သွားတော့မမဘုံကိုလည်းကျေးဇူးတင်ပါတယ်ဗျ